ွေဦးနရတင်ကိုနားဆင်အားပေးနေကြတဲ့တောထရှင်များအားလုံးမင်္ဂလာပေါင်းနှင့်ပြည့်စုံပါစေရောကိုပါတမ်းမှလန့်ချကြပါစီခင်ဗျာအခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့ essay ချစ်သူဆိုတဲ့စာအုပ်ထဲကကြပြားနှစ်စတင်တည်တွှန်းရခြင်းဆိုတဲ့ essay ကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာ ကဗျာနှင့်စတင်တည်ကျွမ်းရခြင်းကျွန်တော်သည်ဤစာအုပ်တွင် စာတပုတ်ရေးပေးရန်တာဝန်ပေးခြင်းခံရပါသည်စီစဉ်သူများက ထိုအကြောင်းပြောသောအခါဝိထုတပုတ်ရေးပေးရမည်ဟုထင်လိုက်မိသည်ကဗျာအကြောင်းရေးရမည်ဟုဆိုသောအခါကျွန်တော်လန့်ပြီးဝမ်းသာသွားလေသည်လန့်ရသည့်အကြောင်းမှာကဗျာသည် စာပေအမျိုးအစားတွေတွင် ပြဿနာအသက်ဆုံးအငင်းပွားရသောအကြောင်းအရာပိုင်းရော ုံတရံပိုင်းပါအထွေပြားဆုံးဖြစ်သောကြောင့်မရေရဲခြင်းပင်ဖြစ်သည်။ကြပြားနှင့်ပတ်သက်၍ကြပြားပုံစံတင်များကိုလည်းခြိုက်သလိုရှိပြီးသားကြပြားပုံစံများကိုလည်းခြိုက်သည်။ကြပြားဆိုရင်ဟောင်းဟောင်းတစ်တစ်ရင်ကိုညှိလျင်ခြိုက်သည်ကြီးဖြစ်သည်ဆိုတော့တာပြောတတ်သည်။ပြီးတော့ကျွန်တော်သည်ဝိတ္ထုရောကြပြားပါရေးသူဖြစ်သည်။တို့ရရင် ကျွန်တော်ကိုဝိတ္ထုရေးသူဖြစ်တာလူသိများသည်။ကြပြားရေးသူဖြစ်တည်သူနေသည်။ကျွန်တော်ကလည်းကြပြားအေးနေသွားသည် တချို့ကကျွန်တော်ကိုကြပြဆရာဖြစ်တက်တက်မှတ်မှတ်သဘောထားခြင်းမှထားကြလိမ့်မည်ထင်သည်ထို့ကြောင့်ကြပြအကြောင်းရေးရမှာလက်တွန့်ပါသည်ဝမ်းသာသွားသည့်အကြောင်းမှာဤစာအုပ်စီစဉ်သူများကကျွန်တော်ကိုကြပြသမားတစ်ယောက်အဖြစ်အတိအမှတ်ပြုတာဝန်ပေးလာကြသောကြောင့်ဖြစ်သည်အဲဒို့စာပေဟောပြောပွဲတွေတွားရင်ကြပြဝါဒနာရှင်လူငယ်များနဲ့တွေ့ရသည်သူတို့ကကျွန်တော်ကိုကြပြသမားတယောက်ဖြစ်လူလူလာလာလက်ခံဆွေးနွေးကြတော့အခါအလွန်ဝမ်းသာရသည် တချို့သောမြို့နယ်များတွင် ကျွန်ုပ်ကိုကြပြဆရာဟုကျညာသည်ကိုတွေ့ရသောအခါစာမျိုးပွဲအောင်စင်းတဲ့ကကို့နာမည်ကိုမြင်ရတဲ့ကဲ့သို့ကြည်နူးချမ်းမြေ့ရလေသည်။ဘာပဲဖြစ်ဖြစ်ကြပြနှင့်ပတ်သက်၍စာတပုတ်ရေးရန်တာဝန်ယူခဲ့ပြီးထို့ကြောင့်ကျွန်ုပ်နှင့်အသင့်တော်ဆုံးဖြစ်မည်ထင်သောကြပြရေးရာတွင်ကြုံရတွေ့ရသောအဖြစ်ပြက်ကလေးများကိုသာရင်းမြည်ဟုစိတ်ကူးသည်။ဂျိုးနှကောင် ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲပန်းတော်ဖြူ ပင်မြနေစာထူလှဖိုးတောင်သူတဲခလေးဘဝတုန်းကထူကပြားလေးကိုចောင်းမှတင်ရသည်ရစီတဲတွင်ထနှောင်းပင်ဂျိုးနှကောင်တောင်သူတဲကလေးတွေကိုတကယ်ကိုမြင်ရောင်လာသည်ဂျိုးကူတန်ကိုကြားရောင်လာသည်အမျိုးအမည်မသိသောခံစားမှုကိုခံစားရသည်ထိုစဉ်ကဆ၍ကပြားကိုစိတ်ဝင်စားမိသည်ဟုထင်သည်ငါးတန်း၆တန်းလောက်တွင် ကြပြားရေးခြင်းစာဆက်တင်ကြပြားပရိယခိတ္တကြပြားမိဖွဲ့စသောစာအုပ်များကိုဖတ်ရသည်မြင့်တက်သောကြပြားများကိုမှတ်စုစာအုပ်ထဲမှကူးယူထားသည်တချို့ကြပြားတွေကြတော့ကူးယုံနဲ့အားမရအခြားသူများကိုပါပေးဖတ်ခြင်းသည်သူ့မာရန်ကြပြားကို၄၅ဆယ်ရက်လောက်ကူးပြီးအတန်းထဲကတငယ်ချင်းတွေကိုလိုက်ဝေသည်ခုထိလည်းထိုကြပြားကိုအချိန်နှစ်သက်ဆုံးဖြစ်ပါသည်ထိုကြပြားတွေကအဖြစ်အပျက်အတိုင်း အိမ်မက်ထဲမှာထက်မှတ်မိသည့်အထိဆွဲလန်းခဲ့ပါသည် ကျွန်တော်သည်ကြပြာရီဖက်ရာမှ ကိုတိုင်လဲကြပြာရေးကျင်သည့်စန္ဒပြင်းပြလာသည် ကျွန်တော်စာရေးသောကြပြာများမှာတန်ရုံးစဉ်ဟူသောအမည်ဖြစ်အမြင်သေးသေးအမြင်ဆွေးလဲရှောင်ပြေးမလွတ်တာတကားဆိုသောကြပြာမျိုးအသေးတချမ်းမီးလောင်ကျွမ်းစဉ်တချမ်းလူခိုးခံရသည်ဆိုတာမျိုးဖျားစင်မှာအမြောက်ကြီးစံကုန်များကိုညောင်ရီအိုးဖြစ်အသုံးပြုထားသည်ကိုမြင်ရသောအခါ အသွေးပေါက်ပြီးအမြောက်ဆန်ကုန်များဖျားပန်းထိုးညောင်ရီအိုးလိုတမျိုးစမ်းသစ်တီထွင်ဖြစ်ပြီးစစ်ဆိုသည်မှာကိုးကွယ်ရလားဆိုသောကြပြာကိုရေးပြစ်သည်ဆယ်တန်းရောက်သောအခါကျောင်းကစာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှာအတွင်းရေးမှုဖြစ်လာသည်။နေအံကက်စာဆောင်တွင်ထုတ်သည်။ကြပြားလဲဝင်ရေးသည်။တက်ကတူစတက်သောနှစ်တွင်ကြပြားတွေအမြောက်အများရေးသည်။ကလောင်အမီမျိုးစုံတက်၍မဂဇင်းတွေကိုပို့သည်။ အားလုံးအပယ်ခံရသည်ကြီးဖြစ်၏နောက်တော့ရန်ကုန်တက္ကသိုလ်လူပညာအသင်းတကြီးဌာနဇယ်၏နေရန်ကတ်စာဆောင်တွင်ကပြတွေဝင်ရည်သည်ကလောင်နမည်ကတောချောင်းဖုံးကြီးထိုစဉ်ကပကြီးခမ်းမသည်ဝိဇာခမ်းမ၏နောက်ဘက်ရှိ အခန်းရှိကလေးထဲမှဖြစ်သည်တာဝန်ခံအတွင်းရည်မှုက မမောင်စနေနေရန်ကတ်စာဆောင်စာတီးအဖွဲ့မှတားကြီးမောင်စီရတူမူအနီမောင်တင်လေးမြိုင်ခင်မြစဉ် မဆန်တို့ဖြစ်၏မြစ်ကောင်းမြို့ရစာညွန့်နှင့်ကျွန်တော်တို့ကကြပြားများရေးပြီးပို့ကြသည်ကျွန်တော်တို့ကြပြားတွေရေးကြသည်ပုံစံအမျိုးမျိုးအကြောင်းအရာအမျိုးမျိုးတချို့ကကာယံမဲ့တချို့ကကာယံရှိတချို့ကလွတ်လပ်ကာယံတချို့ကအခြေအကြောင်းတချို့ကဘဝတချို့ကအတွေးအခေါ်တချို့ကသဘာဝအလှအကြောင်းကိုတန်ရာကိုရေးကြသည်ပုံစံချင်းအကြောင်းအရာချင်းကွဲပြားတော်လဲတယောက်နှစ်တယောက် ပရိပခမဖြစ်ကြကျွန်တော်တို့သည်နေရဒေတာအတိအသိမှလာပြီးကြောင်းမှဆုံကြခြင်းဖြစ်၏တို့ရတွင်ဒေတာဆွဲမရှိကြပုဂ္ဂိုလ်ဆွဲမရှိကြကြပြာကိုချစ်သောအဆွဲသာရှိကြသည်ကြပြာရင်းနေရလျင်ကျော်နေကြသည်တငချင်းတယောက်ဆိုလျင်ရီးစားထက်ကြပြာကိုပို၍ချစ်မိသဖြင့်ချစ်သူ၏ဆုံးပြစ်ခြင်းကိုခံလိုက်ရရှာသည်ကျွန်တော်ကရီးစားနဲ့ကြပြာဘသူကိုပူချစ်တယ်လဲဟုတ် ထိုစဉ်ကမေးခဲ့လျင်1500နဲ့928တမျိုးစီပေါ့ဟုခေမိပါလိမ့်မည်ကြရီကိုမဂဇင်းတိုက်သို့ပုံမြဲပို့သည်တို့ရရင်အရေးမခံကြရထိုစဉ်ကာလကမဂဇင်းများစုသည်ပုံစံသစ်ကြပြများကို လက်မခံကြသည်ဖော်ပြခြင်းမရှိကြပုံစံတိကပြကိုသုံးသောမဂ္ဂဇင်းအနည်းငယ်ကိုလည်းကျွန်တော်တို့မတိုးနိုင်သို့ဖြစ်ကျွန်တော်တို့သည်လက်ရေးကပြစာအုပ်ကလေးတွေရေးသားထုတ်ဝေရင်းအာသာဖြေကြရသည်လက်ရေးကပြစာအုပ်တအုပ်ထုတ်ဝေရသည်မှာရွယ်ကူသည်မဟုတ်ချေတာမန်အဖြစ်ကြည့်လျင်တော့လွယ်လွယ်ကလေးဟုထင်ရသည်ဖယောင်းဆက်ကူပေါ်မှာကညစ်နဲ့ရေးပြီးစာကူးစက်ဖြစ်လှက်ပြီးတော့ခောက်ပြီးထုတ်လိုက်ုံသာတကယ်တမ်းလှုပ်ကြည့်တော့မှ လက်ဝင်သောအပိုင်းတွေရှိကြောင်းတွေ့ရသည်ထဲကျင်သောကဗျာအကြီးအတွက်နှင့်စာမျက်နှာကိုင်ညီမှုရှိမရှိတွက်ချက်ချင်းစားရခြင်းစာကြောင်းအစိတ်အကျဲစလုံးအကြီးအသေးညှိရခြင်း စာမျက်နှာမမအောင်ဂရုစိုက်ရခြင်းပြီးတော့ဖျောင်းဆက်ကူပေါ်မှာရေးရတာလွယ်သောအလုပ်မဟုတ်ရေးနေကြမဟုတ်လျင်ဆက်ကူဆုပ်ပြဲသွားနိုင်သည်စာကူးဆက်လက်ရရင်ကြုံရသည့်အခက်အခဲကလည်းရှိသေးသည်ကဗျာစာအုပ်ဆိုလျင် ပြဿနာတက်တက်သည်ဆိုပြီးစာကူးဆက်တွေကလဲမပေးခြင်းကြာတဆက်ပြီးတဆက်ခြေတူအောင်လှဲ့ပြီးစီးယုံရလေဘာမှပြဿနာတက်ဆရာမပါပါဘူးရိုးရိုးပါအယုံရင်ဖက်ကြည့်ပါဆိုပြီးတောင်းတောင်းပန်ပန်ခခရရလှုပ်ရသည်စာကူးဆက်လှဲ့ပြီးချုပ်ပြီးစာအုပ်ဖြစ်ပြန်တော့ရောင်းဖို့ကရှိသေးသည်တချို့ကကျောင်းကပန်းဝတီလိုဆိုင်မျိုးမှာတင်ရောက်ခိုင်းပြီးကျန်တော်ကိုကိုယ်တိုင်လက်ပွေလက်ရောင်းကြသည် ။တပြားစိတ်ဝင်စားသူတွေကဝယ်သည်။စိတ်ဝင်စားသူတွေကလှောင်တလူပြောင်တလူလွတ်လွတ်တက်သည်။တချို့ကအာနာပါနာဝယ်သည်။ကိုနဲ့နီးစရာကို အတင်းတွန်းထိုးရောင်းရသည်။ဒီကြားထဲဈေးစစ်သည့်လူအထွေးဝယ်သည့်လူလှောင်တလူပြောင်တလူနဲ့အလကားဆွဲသွားသည့်သူတွေရှိသေးသည်။မိန်းကလေးအဆောင်တွေသွားရောက်သောအခါကပြားစောက်တော့မဝယ်ပဲသူတို့အဆောင်ဖန်ဖဲရလက်မှတ်ပြန်ရောင်းခံရတာမျိုးဖန်ဖဲရလက်မှတ်နဲ့ကပြားစာအုပ်လဲလိုက်ရတာမျိုးလည်းရှိသည် ပြားစာအုပ်လိုက်ရောင်းရသည့်အလုံးမှာကောင်မလေးတယောက်ကိုရီးစားစာလိုက်ပေးရတာထက်တောင်မျက်နာပိုပြောင်ဖို့လိုလေသည်ဤစာအုပ်စီစဉ်သူများကပြောသည်ယခုလက်ရှိကျောင်းထဲမှာလေရေးကပြားစာအုပ်ကလေးတွေရေးထုတ်နေကြသူများနှင့်တွဲส่งဆွေးနွေးကန်သဘောမျိုးလေလှုပ်ချင်သည်ဟုဆိုသည်အလွန်သင့်လျော်ကောင်းမွန်သောအစီအစဉ်ပင်ဖြစ်သည်ကျွန်တော်သည်လေရေးကပြားစာအုပ်များကို စိတ်ဝင်စားသည်အစမ်းတစ်ဆုံးအတွေ့အစမ်းတစ်ဆုံးအရေးအဖွဲ့များကိုထိုးစာအုပ်ကလေးများတွင် တွေ့နိုင်သောကြောင့်ဖြစ်သည်လက်ရေးကဗျာစာအုပ်ကလေးများကိုလည်းရနိုင်သလောက်စုဆောင်းထားသည်ကျွန်တော်၏စိတ်ကူးမှာတနည်းနည်းကြလျင်လက်ရေးကဗျာစာအုပ်ပြပွဲကလေးတစ်ခုလှုပ်ချင်ခြင်းပင်ဖြစ်သည်တကယ်ဖြစ်လာနိုင်ဖို့တော့မလွယ်စိတ်ကူးရင်ဆန်သောစိတ်ကူးပင်ဖြစ်သည်တို့ရတွင်ထိုစိတ်ကူးကပင်စိတ်ကူးရင်တို့ကောင်းလာသည် င့်တော်သောနေရာတစ်ခုတွင် ပြပွဲခင်းခြင်းမည်။ကဗျာစာအုပ်အကြောင်းကောင်တာလည်းထားရှိမည်။ပြခန်း၏အပြင်ဘက်ဥယျင်တွင်ရှိတပင်ရိပ်များတွင်ကဗျာထိုင်ဖက်ရန် ခုံတန်းနေရာကလေးများထားရှိမည်။အခန်းတစ်ခန်းတွင် နမဲကျော်ကဗျာများကိုအတန်နေအတန်ထားဖြင့်ရုပ်စုသွင်းယူထားသောတိတ်ခွေများနားထောင်နိုင်ရန်စီစဉ်ထားမည်။ထိုစိတ်ကူးသည်တနည်းနည်းဖြစ်မလာဘူးဟူ၍တော့အတက်မပြောနိုင်ကြ။1998ခု နှစ်ဦး၏နေ့တစ်နေ့တွင်စာအုပ်လုပ်ငန်းလုပ်သူတဦးနှင့်တွေ့သည်သူကလက်ရိပ်ကဗျာစာအုပ်ကလေးများတွင်ပါဝင်သောကျွန်ုပ်ကဗျာများကိုဖတ်ဖူးကြောင်းထိုကဗျာများကိုစူပြီးပုံနှိပ်ထုတ်ဝေခြင်းကြောင်းပြောသည်ဆာမူကကတော့ထုံးစံတိုင်းပေါ်ပြားဟုလည်းဆိုသည်ထုံးစံတိုင်းဆိုသည်မှာကဗျာအမမပေးနိုင်ဟုဆိုလိုခြင်းဖြစ်၏ကျွန်ုပ်ကဝမ်းသာအားရပင်သဘောတူလိုက်၏ကဗျာရီစူပြီးပေးလိုက်သည် နောက်တော့ငွေကြေးအခက်ခဲကြောင့် तू မထုံနိုင်ဟုဆို၏ကုဘသာထုတ်ဖို့ကလည်းထိုချိန်က ကျွန်တော်မှာငွေ35ကျပ်သာရှိသည်တကယ်ကုန်ကြမိငွေကထောင်နှင့်ချီသည်မိဘကိုလည်းဒုက္ခမပေးခြင်းတော့ကိုပြဒနာကိုရှင်းမည်ဟုဆုံးဖြတ်သည်32လမ်းမှာကာလာရိုက်သည့်ပုံလင်းဆက်အစုပ်ကလေးတစ်လုံးဖြင့်အလုံးလုံးနေသောတငယ်ချင်းအင်းမြစ်စီသွားသည်အခက်အခဲကိုပြောပြသည်မင်းကစာအုပ်အဖုံးအတွက်တာဝန်ယူပါထိုအတွက်ကြတဲ့ငွေကို စောက်ထဲမှာအစုချေရပါသည်ဟုသဘောထားပါဟုပြောလိုက်သည်။ကြပြစောက်ဆိုလျှင်ရှုံးဖို့ကျင်းတည်ကြောင်းသူသိသည်။သို့ရာတွင်သူကကျွန်တော်ကန်းလှမ်းချက်ကိုလက်ခံလိုက်၏။စက်ကူဖို့အတွက်အတိုးဖြင့်ငွေချေးရသည်။ဘလောက်အကျွေးလုပ်သည် အတွင်းစာသားရိုက်သည့်ပုံနှိပ်တက်ကိုအကျွေးရိုက်ခိုင်းသည်။စောက်အဖုံးအတွက်စက်ကူကိုအကောင်းအသင့်မသုံးနိုင်ဖြက်ဆတွေဝယ်သုံးရသည်။စက်ကူရောင်ကမဖြူတော့ ဝါကျင့်ကျင့်ဖြစ်နေ၏နှစ်ကာလဘလောက်ကြာအောင်သိန်းဆဲတူလုံထားသောပစ္စည်းမှမသိရကြာရှည်ထားခံအောင်ဖျံရသည့်ပုတ်သက်စည်းနှံကတတင်းတင်ပုတ်သက်ထားသောကဗျာစာအုပ်အဖြစ်တံဖန်ဂုံယူလျင်တော့ရနိုင်ပွဲရှိပေသည်စာအုပ်ကြော်ငါများကို တက္ကသိုလ်နေမြီမှာအထူးပြု၍ကတ်ခဲချိတ်ခဲကြလေစမှုတက္ကသိုလ်မှာလည်းကပ်ပြီးချိတ်ပြီးရန် ထိုတက္ကသိုလ်ရှိတငယ်ချင်းများကို အကူအညီတောင်းရသည်သူတို့ကလည်းအားတက်သရော ကူညီကြပါသည်ဘလောက်အထီလဲဆိုရင် ကပြားစာဟုတွညာများကိုလက်ဖက်ရည်ဆိုင်မှာသာမကစက်မှုတက်ကတူစင်ဝင်ကြီးအောက်ရှိတွညာတင်မုန်းကြီးတစ်ခုလုံးပြည့်သွားအောင်ကပ်ပစ်လိုက်ခြင်းပင်သည်ဤတို့ဖြင့်ကျွန်တော်ဤပထမဆုံးကပြားစာဟုဖြစ်သောအချစ်လားဟိဝင်ခဲ့လီကွယ်ထွက်ခဲ့သည်စာဟုအချိန်မှာမဆိုးလာပါအုပ်ရည်2000ရိုက်နေရ6လလောက်အကြာတွင် ကုံတလောက်ရှိသွားသည် ေတ္တာလက်ဆောင်ပေးတာအုပ်300လောက်ပါလေထိုးစားအောင်မြင်သောကြောင့်တငယ်ချင်းတွေကအားတက်လာသည်တငယ်ချင်းတို့ပေါင်းပြီးတပြားစားဝများဆက်လက်ရေးသားထုတ်ဝေသွားကြဖို့ဆုံးဖြတ်ကြသည်အရင်းအနှီးရစေရန်စာကြဖွေကြသည်ကျွန်တော်တို့၏အရင်းအနှီးများက လက်ပနာ၏အဖွားကခမဲပေးထားသော လက်စော့အိမ်မှာအသုံးမလိုတော့သောပလာစားအဟောင်းမီးလုံးမီးသည့်အထွန်း ပလင်းကုန်များစသည်လိုပင်ဖြစ်ပါသည်။ထက်မှန်လိုအပ်သောငွေကိုအတိုးဖြည့်ချေးကြရသည်။ချစ်ဒုက္ခအချင်းမျိုးသားများ၊ငွေသိရွက်၊ရွှေနှလုံးသားကဗျာစာအုပ်များထွက်ပေါ်လာသည်။သူစဉ်ကခုချိန်လိုစာပေဝေဖန်ရေးအချိန်အဟောင်းအပြင်းထန်သည့်တစ်ဖြစ်စာနှစ်ပင်နှင့်ဝေဖန်ခြင်းကိုတော့မခံရ။တဆင့်စကားဖြင့်၎င်းဓာတ်ရိုက်၎င်း ဝေဖန်ခြင်းကိုတော့ကြားနာကြရသည်။တချို့ဆရာများက မင်းတို့မှုတွေးတဲ့ရေးတဲ့ပလီကွာဟုချီးတူးကြလေတချို့ဆရာများကအပြာနှင့်စကားပြေသားမှာအဓိကဌာနထားတဲ့စီးကိုမင်းတို့ချိုးဖောက်ဖျက်ဆီးပစ်လိုက်ကြတာပဲဟုအပြစ်တင်သည်လူငယ်စာဖတ်ပရိသတ်ကတော့နှစ်သက်လက်ခံကြသည်ကျွန်တော်တို့ဤကပြများသည်ထူးခြားဆန်းသက်နေသည်ဤဒီမှာတက်တက်စတန့်ထွင်ခြင်းမဟုတ်ပါကပြပုံစံသမျှထွင်ရန်လူငယ်အများပြားတို့စူးစမ်းအားထုတ်နေကြသည့်လှုပ်ရှားမှုတွေတွင် ဒစိတ်တပိုင်းဖြစ် စီးဝင်မျောပါခဲ့ကြခြင်းသာဖြစ်ပါသည်။ကြပြပုံစံသည်သည် ခုမှရှိသည်မဟုတ်လွန်ခဲ့သည့်နှစ်ပေါင်းအတော်ကြာကပင် သူခင့်နဲ့သူစံသစ်ခဲ့မှုတွေရှိခဲ့ကြသည်။ကျွန်တော်တို့ကလည်းကျွန်တော်တို့ခင့်လျောက်တီထွင်စံသစ်ကြည့်ခဲ့ကြခြင်းဖြစ်သည်။နောက်ထပ်တက်လာမည်ကြပြသမားလူငယ်များကလည်းသူတို့ခင့်အလျောက်ထပ်မံစံသစ်တီထွင်ကြလိမ့်ဦးမည်ဖြစ်သည်။ကျွန်တော်တို့ရေးသောကြပြတွေကို ထောက်ခံအားပေးခဲ့သောဆရာအချို့သည်ယခုအခါမဂ္ဂဇင်းအချို့တွင်အက်ဒီတာများဖြစ်နေကြပြီပုံစံသစ်ကြပြများကိုမဂ္ဂဇင်းစာမျက်နှာပေါ်တွင်ထည့်သွင်းဖော်ပြလာကြပြီကျေးဇူးတင်ဝမ်းမြောက်ဖွယ်ပင်ဒီကုန်းချုပ်အားဖြင့်ပြောစရာတစ်ခုရှိပါလိမ့်ကြပြနှင့်ပတ်သက်၍ကျွန်တော်မသိကျွမ်းတာတွေအများကြီးရှိနေသေးသည်အချိန်ကြာလာတာနှင့်အမျှပို၍တိလာရမည်ဖြစ်ပါလျက်ကြာလေမသိသေးတာတွေက တိုးတက်များပြားလာလိဖြစ်ကြောင်းအံ့ဩဖွယ်တွေ့ရှိရပါသည်ထို့ပြင် ကျွန်ုပ်မှာအကြီးအမားဆုံးပြဿနာတစ်ခုဖြစ်လာသည်ငါကပြားရေးတက်ပြီလားမရေးတက်သေးဘူးလားဟုကုကူကိုပြန်မေးမိခြင်းပင်ဖြစ်၏ပန်းတက်ကတော့ဇူလိုင်1989ယခုဖတ်ပြပေးခဲ့တာကတော့ဆရာမင်းလူရဲ့အစေးချစ်သူဆိုတဲ့စာအုပ်ထဲက ကဗျာနှင့်စတင်တည်တွှန်းရခြင်းဆိုတဲ့အစီအကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ယခုဆက်လက်ပြီးဖတ်ပြပြီးမှာကတော့ဆရာမင်းလူရဲ့အစေးချစ်သူဆိုတဲ့စာအုပ်ထဲက အင်းသားတစ်လုံးအလိုရှိသည်ဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါအောင်ခင်ဗျာ။အင်းသားတစ်လုံးအလိုရှိသည်အင်းသားဆိုသောဝေါ်ဟာရာ၏အထိပ္ပယ်ကိုတကားမှနက်နက်နေနေမစင်းစားမိခဲ့ဘူးကြီး။သိုးသွန်းသောလူကိုလူဆိုးဟုခေါ်ကြလေ။ယူးမိသောခွေးကိုခွေးယူးဟုခေါ်ကြလေ။တို့ဖြစ်လျင်အင်းသားဆိုသည်မှာကာယသောအင်္ဂလိအင်းသားတဲ့ ဘလောက်နှတော့နာမည်ကလေးပါလဲအကယ်၍သာထိုစကားလုံးကလေးသည်ယခုလက်ရှိအသုံးပြုနေသော အနတ်အတိတ်ပင်မျိုးမဟုတ်ခဲ့လင်ကလောင်နာမည်အဖြစ်တောင်မှဲ့ခေါ်ဖို့ကောင်းသေးတော့သည်မောင်အိမ်သာကြပြဆန်လိုက်လှပေးသည်ကိုကိုတိုင်းပင် ထိုကလောင်အမိကိုယူခြင်းယူပစ်ခဲ့ပါလိမ့်မည်ခုတော့အမိအကျေးစွန်သောနေရာကိုမှထိုနာမည်လှလှကလေးပေးထားခဲ့ကြသည်ဘာကြောင့်လဲ မြန်မာတို့သည်အလွန်ရင်ကျေးပေါ်ရသော လူမျိုးစိတ်မချမ်းသာစရာကိုပင် နားခံသာအောင်ပြောတတ်သည့်လူမျိုးဖြစ်သည်တေဆုံးခြင်းကိုကွယ်လွန်သည်အနိစ္စရောက်သည်ဟုသုံးနှုံးကြသည်ဘဝတစ်ပါးသို့ပြောင်းသွားသည်ဟု၍ကြံရစ်သူတွေစိတ်ဖြည့်သာအောင် ပြောတတ်ကြသည်သည်ရုပ်စွာအစုံအလွန်ဆက်ဆုပ်ပွဲကောင်းသောပုံမှ3ခွန်6ခုတောင်အတ္တမပြုခြင်းမူဟုလဝင်ချူအောင်ဆိုတတ်ပေသည်သည်အင်းနာကိစ္စမှာလည်း ထို့အတူပင်ဖြစ်လိမ့်မည်။အငြေးကြီးဆုံးပြရာရွှန်ရှားဝဲကောင်းသောနေရာကို မတရီစရာမဖြစ်အောင် စကလုံးနှစ်လဖြင့်ဖုံးကွယ်တစားဆင်ပေးလိုက်ခြင်းဖြစ်နိုင်၏။နောက်တစ်ချက်ကချစ်ချင်းမရာရည်စမ်းလူလူရာလိုခံရခတ်သောဝေဒနာတွေတွင်ဝမ်းထဲကရည်ရည်နာနေပြီးမအောင့်နိုင်မအေးနိုင်ဖြစ်နေစဉ်ဆုံးပြစရာနေရာရှာလို့မတွေ့ခြင်းသည်လည်းတစ်ခုအပါဝင်ဖြစ်သည်။ထို့သောအချိန်ခါမျိုးမှာ အိမ်သားတစ်လုံးကိုတွေ့လိုက်ရလျင်စိတ်ထဲမှာဘလောက်ကြည်နူးသွားလီကိုဒူတိုင်းကြုံဘူးကြပါလိမ့်မည်ထို့ကြောင့်လဲအိမ်သားမြည်ပေသည်အိမ်သားဆိုသောဝေါ်ဟာရာကိုစတင်တည်ထွင်ခဲ့သူကိုချီးကျူးထိုက်ပါ၏ကျွန်တော်သည်ငင်းငယ်ကလေးကအိမ်သားကိုစိတ်ဝင်စားခဲ့သည်ခလေးဘဝနောက်ဖေးကိုအိုးကလေးနဲ့ထိုင်ခဲ့ရတဲ့ကဒူကြီးတွေလိုအိမ်သားနဲ့ဝင်ကျင်လိုက်ဒီမှာ ကျွန်တော်ဤအကြီးမားဆုံးရည်မှန်းချက်တွေထဲမှာတစ်ခုအပါဝင်ဟုဆိုလောက်သည်ပထမဆုံးအကြိမ်အင်တာတဲ့ဝင်ထိုင်ခွင့်ရခဲ့စဉ်ကစိတ်လှုပ်ရှားရမှုသည်ចောင်းစတက်သောနေ့ချစ်သူနှင့်စတွေ့ရသောနေ့တို့နှင့်နှိုင်းရှင်နိုင်သည်ចောင်းမှာတငယ်ချင်းနှင့်အတူအင်တာတစ်ပေါက်ထဲမှာကြိုးချင်းခတ်ထားရင်စကားတပြောပြောလို့ရခြင်းကိုလည်းဘတော်မှမမိအလုတ်ကိုအပြင်းထန်လှုပ်ခြင်း စီးစနစ်ကြီးခြင်းတို့တွင်အဖေ့အမွေကိုမရရှိခဲ့တော့လဲအိမ်သာတက်ရမှာတော့အဖေ့ခြေရာကိုနင်းနိုင်သူဖြစ်လေသည် အဖေသည်အိမ်သာတက်လျင်တည်င်းစာတွေယူသွားပြီးကုံအောင်ဖက်လေရှိသည် နာယူဝက်တနာကြီးကြသည် နောက်ပိုင်းတည်င်းစာတွေစာမျက်နှာလျှော့လိုက်တော့အခါ Time Newsweek မဂဇင်းများဖြင့်အားဖြည့်ခဲ့သည်ကျွန်တော်ဒီလေအိမ်သာသွားလျင်တခုခုတော့ဖက်လိုက်ရမှာ ကျင်းနဲ့တက်လေသည်ကျွန်တော်အချင်းကဆက်လိမတော့ရသေးလျင်အိမ်သာသွားခြင်းစိတ်မပေါ်တရင်စာမလာသေးလျင်လည်းအိမ်သာဝင်လို့မရမင်းကပိတ်ရမို့ဒီနေ့တရင်စာမလာလျင် အတော်ဒုက္ခရောက်သည်မဂဇင်းဖြစ်ဖြစ် တခြားစာအုပ်ဖြစ်ဖြစ်ဖတ်စရာတစ်ခုခုတွေ့လျင်တော်သေးသည်ဘာမှဖတ်စရာမရှိလျင်ကျွန်တော်ဝမ်းချို့သောနေ့ပင်ဖြစ်၏အိမ်သာထဲမှာစာဖတ်ရခြင်းသည်ပလက်ကလထိုင်ပေါ်မှာဖတ်ရခြင်းလို့ တတ်တောင့်တတ်တာမရှိလာမှန်သည်တို့ရရင် သူကလည်းတမျိုးသောရတ္တကိုဖြစ်ပေါ်သေးသည်ကျွန်တော်အိမ်သာသွားလျင်လွတ်လွတ်လပ်လပ်နားရီပါရီသွားခြင်းသည်အပြင်ကစူးစူးညံ့ညံ့အတံမြေကြားနေရလျင်စိတ်မဖြောင့်တခါတရံညလူကြီးတိတ်ချိန်ကြမှစောက်တုပ်ကိုစင်ပြေနှပြေဖက်ရင်းအိမ်သာဝင်ရတာကိုတိတ်သဘောကြသည်အိမ်သာတလုံးအနေဖြင့်ကျွန်တော်အကြိုက်ဆုံးအနေထားကား တိမ်နောက်ဘက်မလှမ်းမကမ်းရှိမြေကွက်လက်တစ်ခုတွင်ဝါထရံကအထက်သားမူထားသော ပုံစံဖြစ်သည်အိမ်သာသို့သွားရလမ်းကြောင်းကလေးသည်ကွိကွိကောက်ကောက်ကလေးစိန်ပန်းဒိုသည်မဟုတ်ဆော်ရပင်တပင်ကအုံမိုးနေရမည်မိုးကလေးတဖြောင်းဖြောင်းကျွားနေလျင်ပိုကောင်းသည်ကျွန်တော်စိတ်ကူးဖြစ်ဆောက်ထားသောတိမ်သာကလေးတစ်လုံးပင်သည်လူတော်များများသည် လူပြူပေါက်အပြူပေါက်ဘဝကအိမ်သာထဲမှာ ရည်စားစာခိုးဖက်ခဲ့ပူကြပါလိမ့်မည်။ရေမွေးနှံတင်းပြန့်သောပန်းပွင့်ပုံ၊လိပ်ပြာပုံတို့ပါသောအပြာရောင်အဝါရောင်စာရွက်ကလေးများသည် အင်သာနှင့်မလိုက်ဖက်လာတော့လေထို့ထက်လုံထုံစိတ်ချရသောနေရာမရှိပေ။ကျွန်တော်ငယ်စဉ်ကြပြားစာရေးကားတုန်းကတခြားသူတွေမြင်မှတိမာကိုရှက်သည်။ကျွန်တော်ကြပြားကိုဖက်ပြီး ဟားတိုက်ရင်မောကြမှာကိုကြောက်သည်။ထို့ကြောင့်အင်သာထဲဝင်၍ ချစ်သူဤဘာပြေမှတနခါမှုလေးများအကြောင်းတွင်လျှသောလက်ချောင်းကလေးများနှင့်ရွှေဝါရောင်မှွင်းညင်းကလေးများအကြောင်းကိုကြပြရေးခဲ့လေသည်ကျွန်တော်တငယ်ချင်းပကြီးဆရာတယောက်ဆိုရင်လူကြီးတွေမသိအောင်အင်္ကာထဲမှာပကြီးခိုးဆွဲရင်းလေးချင်းခဲ့ရသည်ဟုပြောဘူးသည်ခုတော့သူသည် နမေတော်ပကြီးဆရာတယောက်ဖြစ်နေပြီနောက်တငယ်ချင်းပကြီးဆရာတယောက်ကတော့သူ့အတွက်လုံခြုံမှု စိတ်ချရမှု

မိရထားချက်အချိန်ချိန်ခီးသွားခဲ့ဘူးသည်တွဲတဲ့တွဲဟောင်းတွဲအိုမျိုးစုံအောင်စီးဘူးသည်ရိုးရိုးတန်းအထက်တန်းအထက်တန်းအိမ်ခန်းတို့ကိုလည်းစုံအောင်စီးဘူးသည်ရိုးရိုးတန်းထိုင်ကုန်များသည်ထိုင်ရတာတက်တောင့်တတမရှိညယထားဆိုရင်အိပ်ဖို့အခက်ခဲရှိသည်အရန်အိတ်ထင်လုံးလုံးမှတန်းပြင်ပေါ်တစ်ခုခုခင်းပြီးမတက်မတာအိပ်ရသည် တချို့ယထားတွေကြတော့ခုံလွှဲနှစ်ခုကြားမှာပါ လူတွေကုန်ပြီးအပြည့်အသိပါလာတတ်တယ်။ထန်ရတာတော့မလို့တာမလွန်တာ။အထက်တန်းတွဲတွေကြတော့စိန်ကြကြသွားနိုင်တယ်။ခုံတွေကကျဲတယ်။တွဲသစ်ကခုံတွေဆိုရင်ဆိုဖာကအေးဆက်ဆက်ခုံတစ်ခုံတိုင်းမှာဆက်လိုက်ခွက်ဇပွဲငယ်အရှင်တစ်ခုပါသည်။ရှေ့မှာခြေတင်စရာပါသည်။အိတ်ချင်လျင်ထန်ကုန်နောက်မီကို ပလက်ကလက်ထိုင်လိုလှန်ချလို့ရသည်။အိတ်ခန်းဆိုတာကတော့ ကြောစရာတောင်မလို့ကို့အခန်းနဲ့ကို၄ယောက်တစ်ခန်း၂ယောက်တစ်ခန်းတီးတီးတန့်တန့်အိတ်ချင်းလျင်စင်ပေါ်တက်ပြီးအိတ်လိုက်ယုံပဲအိမ်မှာအိတ်ရတာနဲ့မချားတခုပဲကွာသည်စထားကဘဲညာရင်းထိုးနေသဖြင့်ပကတဲထဲ့ပြီးချော့သိချင်းကိုခံနေရသလိုငိတ်နေသည်စထားတန်ဂျုံဂျုံကြက်ကြက်ကလည်းစီးဝါကြကြတချင်းဆိုပြနေသလိုအတော်စည်းစိမ်ကြီးလေသည်ရိုးရိုးတန်းအထက်တန်း ဘလို့ပဲပွားကွာတူညီတာတစ်ခုတော့ရှိလေတွဲတန်းတွဲတန်းတွင် ရှိသောအိမ်သားများသည်ချွေချောက်ချင်းင်းကုန်များနှင့်မြေပြင်ကိုဒိုးရုံပေါင်းမြင်နေရသောပြုံပေါက်တစ်ခုတထားကြီးကြီးဖြစ်ခြင်းပဲမှန်၏အိမ်သားမှာဆိုဖာတက်လို့မှမရတာပဲလေသူ့ကိုအိမ်သားလိုသဘောထားကြတယ်အရေးကြုံမှပဲတတိယတက်ကြတယ်ကိစ္စလည်းပြီးရောအမြဲဆုံးပြန်ထွက်ချင်းကြတယ်လှည့်ကြည့်ပေါ်တော့မရတော့ဘူး ဥပမာဆောင်၍ပြောတတ်ကြသည်လူတို့ကသာအင်သာနှင့်နှိုင်း၍ပြောကြတော်လေအင်သာကိုယ်တိုင်ကတော့ဘယ်သောအခါမှစိတ်မဆိုးတတ်ချေသူ့ကိုမိနေလို့လဲစိတ်မနာ သူ့စီရောက်လာသူကိုလည်းစကနာမထိုးအရေးပေါ်ရောက်ရှိလာသူတိုင်းကိုသဘောထားကြီးစွာ စီးကြိုတည်ကြီးဖြစ်သည်အင်သာသည်မျက်နှာချင်းငယ်မလိုက်တတ်မိသူ၏ပစ္စည်းကိုနေရာကောင်းကောင်းပေးမိမိသူပစ္စည်းတော့ ကြောင်နေပုထာနီဟူ၍မရှိစေ။တုတ်တန်တွေမှာမှနေရာကောင်းမကောင်းတွင်းအတိန်အနက် ခွဲခြားမှုရှိတတ်သေးသည်။မိသူကြိုရာမှာလည်းအရိုးကြုံလောက်သာ ရှုခြင်းရှုလို့ရသည်။အရိုးပြာကိုပြန်လိုခြင်းလို့ရသေးသည်။အင်သာကတော့မိသူ၏ပစ္စည်းကိုမှပြန်လည်ထုတ်ပေးယူထုံးစံမရှိ။အင်သာသည်တပားသူ၏ရွှန်းရှားပွဲအညစ်အကြေးမှန်သမျှကိုကြည်ဖြူစွာလက်ခံသည်။ သူကိုယ်သူအငြင်းအနွမ်းခံ၍လူအများကြီးတန်ရှင်းရေးစိတ်ချမ်းသာရေးအတွက်ကိုကြိုးစွန်ဆောင်ရွက်ပေးသည် သူသည်တစ္ဆာရှိသည်ယိုးသားသည်နားလေတတ်သည် အနစ်နာခံသည် ခွင့်လွတ်တတ်သည်အစင်တန်းခွဲကြမှု လုံးဝမရှိကျွန်တော်သည် အင်သာတလုံးအလိုရှိပါသည် Cherry Magazine ဩဂုတ်1989 အခုဖတ်ပြပေးခဲ့တာကတော့ဆရာမင်းလူရဲ့အစေးချစ်သူဆိုတဲ့စာအုပ်ထဲကကြပြားနဲ့စတင်တည်ကျွမ်းရခြင်းအစေးနဲ့အင်္ဂါတလုံးအတူရှိသည့်အစေးလိုကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့သောတာရှင်များအားလုံးစစ်အာဏာရှင်စနစ်ဆိုးအောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးရွှေရောင်အနာဂတ်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။